မကွေးတိုင်းမကုတ်ဘူးနယ်မှာစစ်ကြောင်းထိုးနေတဲ့စုံစုတကအမျိုးသမီးနှုတ်ဦးပါဝင်ပြည်သူ၅ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတရင်းမြစ်ကအမတ်ပီကိုပြောပါရယ်။အင်အား250ခန့်ပါတဲ့မကုတ်ဘူးတမတရတကစုံစုတနဲ့ပြူစော်တီပူပေါင်းစစ်ကြောင်းဟာမေလ28ရက်မနေ့ကလေးကညောင်ကျစ်ပင်ပြူစော်တီစကန်ကနေတဆင့်ကမ်မားမြို့အနီးတစ်ဝက်ကကျေးရွာတွေကိုဦးတီစစ်ကြောင်းထိုးနေပြီးတော့ညနေပိုင်းမှာ ကမ္မဒေတာမှာရှိတဲ့တော်လိုင်းစကန်တစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူသုံးဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံတို့ကပြောပါတယ်။အဲ့ဒီစိုးစုစကြောင်းဟာမကြီးသုံးမင်ဘုံကြီးကျောင်းမှာညအိပ်ပြီးမေလ29ရက်ဒီကနေ့မနက်မှာတော့မကြီးသုံးမင်ဘုံကြီးကျောင်းကနေစစ်ကြောင်းပြန်ထွက်လာပါတယ်။အဲ့ဒီနောက်မကြီးသုံးမင်နဲ့နှောပေါက်ကြီးရွာကျောင်းမှာဆစ်ဆောင်နေတဲ့ဒေသခံအမျိုးသမီးတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတို့ကပြောပါတယ်။ ဖန်ဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေဟာအခုချိန်နှစ်ပြန်လဲလွတ်မြောက်လာတာမရှိသေးပါဘူး။စောစုစကြောင်းဟာပခုတ်ပုံနဲ့အနောက်ဘက်ကျန်ကျေးရွာတွေအားလုံးကိုစစ်ကြောင်းထုံးမှွေးနောက်ဖန်ဆီးကပေါက်နယ်အဆက်ကိုရောက်ရှိနေပြီးအခုချိန်ထိဒေါ်လာရေးတက်တွေနဲ့ထိတိတိုက်ပွဲဖြစ်ပွားတာမရှိသေးပါဘူး။လက်ရှိမှာပခုတ်ပုံနဲ့အနောက်ချမ်းကကမ်းမမြို့အနီးတစ်ဝိုက်ကိုစောစုစကြောင်းရောက်နေရာကြောင့်ဒေသခံပြည်သူတပေါင်းခန့်ဟာဝိုးစက်တိုက်ရွာသွန်းနေတဲ့ကြားကတောတိုက်တွေမှာဖြစ်လို့နေထိုင်ရင်တင်းရှောင်ထွက်ပြေးနေကြရပါတယ်။